မြစိမပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မေလ15ရက်နေ့သမင်းစိမပရိုင်တိုင်းမြစိမတရင်အစည်းအဝေးကနေနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီစီစဉ်ကိုကျမရွှေနယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့စီစဉ်မှာတော့ချင်းပြည်နယ်အတွင်းမှာအနောက်နိုင်ငံခြေစားဆက်သားတွေပါဝင်တိုက်ခိုက်နေခြင်းမရှိဘူးလို့ချင်းတပ်ဖွဲ့တွေညင်းဆိုလိုက်တဲ့တဲ့စကောင်စီတပ်ရဲ့မဆုတ်တမ်းခန့်စစ်စခန်းကနေဆုတ်ခွာထွက်ပြေးသွားတဲ့ဒုတက်ရမှုကို KNU လိုက်ဖမ်းနေတဲ့တဲ့ တိလဝါစိတ်ကန်းစီမံကိန်းကနေဂျပန်ကုမ္ပဏီတချို့နှုတ်ထွက်မဲ့သတင်းနဲ့နရိုကြီးမစကောင်စီတပ်ကဇက်တိုက်လေးချောင်းတိုက်ခိုက်နေတဲ့သတင်းအပါအဝင် တခြားရေးကြီးသတင်းအနေနဲ့စိတ်ဝင်စားပွဲသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ကျင်းပနဲ့အတွင်းမှာရှိတဲ့စကောင်စီတက်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းကစစ်စင်ရေးတွေမှာအနောက်နိုင်ငံသားလူဖြူကျေးစားစစ်သားအများပြားပါဝင်တိုက်ခိုက်နေတာမရှိဘူးလို့ကျင်းမြို့သားတက်မတော်နဲ့ချင်းညီနောက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကညင်းဆိုလိုက်ပါတယ်။ မြန်မာရေးတုံးသက်ချက်ဆောင်းပါးတွေကိုရေးသားနေတဲ့အိန္ဒိယနိုင်ငံအခြေဆိုင်ဝိုင်းရင်သတင်းတောက်တယောက်က BBC မြန်မာပိုင်းနဲ့ဆက်သွယ်မေးမြန်းခန်းတစ်ခုမှာနိုင်မြချင်းထိဆက်နေတဲ့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကနေတဆင့်အနောက်နိုင်ငံသားကျေးစားဆက်သားတွေထောင်ကနန်းအထိမြန်မာနိုင်ငံချင်းပြည်နယ်အတွင်းကိုဝင်ရောက်ကချင်းတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပြီးစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းပြောဆိုပြီးတဲ့နောက်တခြားသတင်းမီဒီယာတချို့မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးရေးသားနေကြတဲ့အပေါ်မျိုးစိမကမေးမြန်းချက် ကိုသူတို့ကဒီလိုပြန်လည်ဖြည့်ဆို့လိုက်တာဖြစ်ပါတယ်။မီဇိုရမ်ပြည်နယ်အတွင်းကို2024ခုနှစ်ဇွန်လကနေဒီဇင်ဘာလအထိနိုင်ငံခြားသားဥယျာဉ်2000ကျော်ဝင်ရောက်ခဲ့ပြီးတော့သူတို့တဲကတချို့ကတော့နေဆက်ဖြတ်ကျော်ကချင်းပြည်နယ်အတွင်းကိုဝင်ရောက်သွားပြီးတင်နန်းတွေပေးအပ်ခဲ့တဲ့အပြင်အမေရိကန်တပ်အမတ်ကလည်းပြည်နယ်အစိုးရကိုအတိပေးခြင်းမရှိဘဲနေချင်းပြန်လာရောက်ခဲ့တယ်လို့ပြည်နယ်ဝန်ကြီးချုပ်ကမတ်လ17ရက်နေ့မှာကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာပြောကြားသွားပါတယ်။ အိန္ဒိယနိုင်ငံအစစ်မြေရဲရာရှိတို့ဖြစ်ခဲ့ပြီးတော့လက်ရှိမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်လာတူအော်မာကနောက်နိုင်ငံကကျေးစားဆက်သားတွေကခီးသွားအသွင်နဲ့ပြည်နယ်အတွင်းဝင်ရောက်ပြီးခြေရပြောက်သွားကမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်သွားတာဖြစ်ပြီးတော့ဒီလိုမဟုတ်ပါကအပြစ်မှာတွေးရှိနိုင်ရမယ်လို့သူနဲ့သတင်းတောက်တွေကိုပြောဆိုခဲ့တယ်လို့အိန္ဒိယအခြေစိုက်ဝိုင်းသတင်းတောက်ကပြောပါတယ် ဒါအပြင်မြေစွမ်းပြည်နယ်ကိုစာရွေးကောက်ကံပြည်တော်စုအောက်လွှတ်တော်အမတ်ကလည်းဂျင်တက်ဘွဲ့ဌာနချုပ်နဲ့ချင်းပြည်နယ်အတွင်းကိုတွားရောက်ခဲ့ပြီးသူတို့ကနေလည်းအနောက်နိုင်ငံသားတွေရှိနေကြောင်းပြက်လက်ကြားသိရတယ်လို့သတင်းတော့ကတွေးဆုံမေးမြန်းခန့်မှပြောဆိုသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ချင်းမျိုးသားတအူ CN ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နေကတော့ CN ထဲမှာတော့၎င်းချင်းလန်းကောင်စီ CC မှာပါဝင်တဲ့ဒေသနာကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာတော့၎င်းလူဖြူကျေးစားစစ်သားတွေပါဝင်တိုက်ခိုက်နေတယ်ဆိုတာမျိုးဒီကနေ့အချိန်ထိတခုမှမရှိပါဘူးလို့ပြောဆိုပါတယ် မီဇိုရမ်ပြည်နယ်အတွင်းကိုနိုင်ငံခြားသားထောင်ကနန်ဝင်ရောက်လာကြောင်းမတွေ့မသိကြောင်းနဲ့ဝင်ရောက်လာသူတွေပျောက်ဆုံးနေတာကပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့တာဝန်သာဖြစ်တာကြောင့်သူတို့နဲ့တိုက်ရိုက်မပတ်သက်ဘူးလို့ပြောဆိုပါရတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံမှာနိုင်ငံသားခန့်ယူထားတဲ့ချင်းလူမျိုးတွေကတော့သူတို့ရဲ့ဆွေမျိုးတွေနဲ့တွေ့ဆုံနိုင်မှုအတွက်လူမှုရေးတပ်တန်းနဲ့တော့၎င်းဘာသာရေးအသင်းအဖွဲ့တွေနဲ့တော့၎င်းမီဇိုရမ်ပြည်နယ်ကိုလာရောက်တာတွေရှိတယ်လို့သိရှိရပြီးတော့ဒါတွေကစည်ရင်းနဲ့သက်ဆိုင်မှုမရှိကြောင်းဆလိုင်းထက်နေကပြောဆိုပါရတယ်။အလားတူပဲချင်းမိနယ်အတွက်မှာရှိတဲ့အဖွဲ့အစည်းတ စ်ခုဖြစ်တဲ့ချင်းညီနောင်တပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ်ထန်ချုံးဖေကလည်းကျေးစားစစ်သားတွေမရှိကြောင်းညင်းဆိုလိုက်ပါတယ်။ချင်းညီနောင်စစ်စင်ရေးတွေမာနိုင်ငံသားတွေပါဝင်တိုက်ခိုက်မှုလေ့ကျင့်ပေးမှုတွေမရှိပဲသူတို့ရဲ့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့စစ်ရေးလေ့ကျင့်မှုနဲ့စစ်စင်ရေးတွေကနေတဆင့်တိုးတက်ကောင်းမွန်တဲ့ရလဒ်တွေရရှိလာတာဖြစ်တယ်လို့စစ်ဦးစီးချုပ်ကပြောဆိုသွားပါတယ်ရှင်။စကောင်းစီတက်ရဲမဆုတ်တန်းခတ်စစ်စခန်းလို့ချိုင်းပုတ်တက်ထားတဲ့ဘီဝါစခန်းကနေစုတ်ခွာထွက်ပြေးသွားတဲ့ဒုတိယတက်ရင်မှုကို လက်ရဖမ်းမိနိုင်မှုအတွက်လိုက်လံရှာဖွေနေတယ်လို့ကင်းမျိုးသားစီယုံကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်အနီးပိုင်းကျုံမြို့အတွင်းမှာရှိတဲ့တာလဲခေါ်တညာကျိုးစခန်းကိုကင်းမျိုးသားလူမျိုးရေးတမတော် KNL နဲ့ပူးပေါင်းတပ်တွေကမေလ17ရက်နေ့ည9နာရီမှာတင်ပိုက်လိုက်နိုင်တဲ့တိုက်ပွဲအတွင်းမှာထွက်ပြေးသွားတဲ့ခြေလင်းတရင်24ကဒုတိယတရင်မှုနဲ့စစ်သည်တွေကိုလိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။ တက်ဝင်ပေါင်းဆိုင်ပုံမှာတော့ငါမတင်ငါစခန်းမကြစေရငါတင်မငါစခန်းရမယ်ခမရ343 9/12လ2018လို့ရေးသားထားတဲ့စခန်းကြီးမှာခလာရ24အပြင်အမြောက်တက်သုံးတက်တယ်လဲအခြေဆိုင်တက်ဆွဲထားခဲ့ပေမဲ့ငါရဲ့ကြတိုက်ပွဲမှာအမြောက်တက်ကဘူဂျီတဝူပါဝင်ကိုဦးသေးဆုံးကကျန်တဲ့သူတွေကတော့ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်ရတာဆိုတာကတော့အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုအတူကောက်ခေါ်ဆိုထားတာဖြစ်ပြီးခမရဆိုတာကတော့ချင်းမြန်တရင်ဖြစ်ပါတယ် စကန်တွင်ဆိုင်းမုံဟောင်းတွင်မှာခမရ136ခမရ9630ခမရ315အမတ်314ဆိုတဲ့ဆိုင်းမုံဟောင်းတွေလည်းတွေ့ရှိရတာကြောင့်ခင်းဆက်ဆက်တက်တွေပြောင်းရွှေ့အခြေဆိုင်သွားတဲ့အခြေအရာတွေလည်းဖြစ်ပါတယ်။တိုက်ပွဲကနေလက်နက်ခဲရအများပြားသိသိရမိတယ်လို့ KNU ကဓာတ်ပုံနေနဲ့တကွထုတ်ပြန်ခဲ့ရမှာ120မမအပါဝင်စိန်ပြောင်းပုံတီတွေတာဆင်နဲ့ချီနဲ့မောင်းပြန် rifle တွေနဲ့ကြီတောင်များစွာကိုလည်းတွေ့ရပါတယ်။ဓာတ်ပုံတစ်ခုမှာတော့စေးအင်းနေနောက်ခံနဲ့ရဲရဲတက်ရဲရဲချီမုံလို့ရေးသားထားတဲ့ ်တက်တွင်းမြင့်ဝဲတစ်ခုကိုလည်းတွေ့ရပါတယ်။စကန်းကနေ9မိုင်လောက်ကွာဝေးတဲ့ထိုင်းနိုင်ငံဘတ်ချန်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့အစောပိုင်းသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့မြစိမအနေနဲ့တော့တိကျအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါဘူး။ဒေသအကောတာကရယ်မြို့နယ်ကာတဲကြီးရွာအနီးမှာရှိတဲ့တာလဲပြူဟာစခန်းကမြန်မာစစ်တပ်1986ခုနှစ်ကတည်းကအထိုင်းချတက်ဆွဲထားတဲ့စခန်းကြီးတစ်ခုဖြစ်ကောင်း သူနီးမှာတော့မော်ဖိုးကေနော်ဒရာနဲ့မဲလာစခန်းတွေတည်ရှိပြီးစည်ရေးအရာအချက်ချကြပါရယ်ခရမ်းညူဌာနချုပ်တည်ရှိရာတမဟာခွနစ်နယ်မြေအတွင်းမှာရှိတဲ့တာလဲပြူဟာစခန်းမှာစကောက်စီတက်ရှိနေခဲ့တာကြောင့်အနီနာကြေးရွာတွေကဒေသခံတွေကလွတ်လပ်စွာသွာလာရှာပွေးစားတောက်နိုင်ခြင်းမရှိတော့ကြောင်းနဲ့လက်ရှိမှာတော့အဲ့ဒီတက်စခန်းကိုပြန်လည်သိမ်းယူလိုက်နိုင်တာကြောင့်ဒေသခံတွေကငကိုအတိုင်းပြန်လည်သွာလာနေထိုင်တော့မှာဖြစ်တယ်လို့ခရမ်းညူကပြောဆိုပါရယ်အခုနှစ်အတွင်းမှာစစ်ဆင်မှုဖြစ်ခရမ်းနယ်နေလန့်ပူပေါင်းတက်တွေကမက်စလာကစတင်ပြီးတော့ ော့တမ9နယ်မြေမြမထိုင်းနယ်ဆက်မြေအနီးမှာရှိတဲ့စကောက်စီစခန်းတွေကိုရှင်းထုတ်တဲ့စီမံကိန်းကိုဖေဖော်ဝါရီလနှောင်းပိုင်းကစတင်ကတိုးတိုးသိသိနဲ့လှုပ်ဆောင်နေကြရနှလားကျော်အတွင်းမှာပူလူတူခလေတေမော်ဖာတူတခေါ်ပြီးခွေမဆုပ်တန်းခန်းစစခန်းတွေနဲ့တားလဲစခန်းတွေကိုတန်းယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။မြောက်ရီမြို့နယ်အတွင်းမှာဖြစ်ကဒေါနာတောင်အရှိချမ်းမြမထိုင်းနယ်ဆက်အနီးမှာကျန်ရှိနေသေးတာကတော့မော်ဖိုးကေမဲလာနဲ့နော်ဒရာစခန်းတွေဖြစ်ပါတယ်။လိုင်မွေးမြို့နယ်အတွင်းကပူလူတူစခန်းကြီးကိုဖေဖော်ဝါရီ25ရက်နေ့မှာ ာစတင်တိုက်ခိုက်ပြီးမတ်လ14ရက်နေ့မှာတင်းစီရရှိခဲ့ပါတယ်။လိုင်းပွဲမြို့နယ်အတွင်းမှာရှိပြီးတောင်ရင်မြစ်နယ်တမိုင်းသခန်းသာကွာဝေးတဲ့ခလေတီစခန်းကိုမတ်လ22ရက်နေ့မှာစတင်တိုက်ခိုက်ပြီးမတ်လ25ရက်နေ့မှာတော့အပြည့်အသက်တင်ပါရရှိခဲ့ပါတယ်။မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့မော်ဖားသူစခန်းကိုတော့ဧပြီလ16ရက်နေ့ကစတင်တိုက်ခိုက်ပြီး19ရက်နေ့မှာတော့တင်ပါလိုက်နိုင်ပါတယ်။မော်ဖားသူ စကန်တိုက်ချိန်မှာစစ်ကောင်စီတပ်သား25ဦးလောက်ကတောင်ရင်မြစ်ကိုဖျက်ချော်ပြီးတော့ထိုင်းနိုင်ငံဘက်ခြမ်းကိုဝင်ပြေးသွားတယ်လို့ထိုင်းသတင်းဌာနသရပိုတာစ်ကရေးသားဖော်ပြခဲ့ပါရရှင်။တီလဝါဘတ်ဆောင်သုံးနိုင်ငံတကာစိတ်ကမ်းစီမံကိန်းကနေကာမီငူမီနဲ့ဆူမီတိုမိုကော်ပိုရေးရှင်းနဲ့တိုယိုတာစတဲ့ဂျပန်ကုမ္ပဏီတွေနှုတ်ထွက်တော်မှာဖြစ်ပြီးစီရင်ပြတ်သိမ်းမှုတွေကိုစတင်လှုံ့ဆော်ထားပြီးဖြစ်တယ်လို့ Justice for Myanmar ကမေလ14ရက်နေ့မှာဖော်ပြပါဗျာ။ ီကရက်မတ်လ16ရက်နေ့မှာအရက်ဖတ်အဖွဲ့အစည်းတွေကအဲဒီကုမ္ပဏီ၃ခုအစိုးရဘဏ္ဍာရေးနဲ့အခြေခံအစောင်းကဏ္ဍယင်းနည်းမြောက်နံမှုကော်ပိုရေးရှင်းနဲ့ Nippon Export and Investment Insurance တို့ထံကနေစာနဲ့ရေးသားစုံစမ်းမေးမြန်းခဲ့ရမှာကုမ္ပဏီ၃ခုကအထပ်ပါအတိုင်းအတည်ပြုခဲ့တာဖြစ်တယ်လို့ Justice for Myanmar ကပြောပါတယ်။ရုတ်သိမ်းထွက်ခွာခြင်းအတွင်းမှာဝန်ထမ်းအကူပြောင်းကာလအတွက်ပံ့ပိုးမှုတွေအပါအဝင်ဝန်ထမ်းတွေဘေးကင်းလုံခြုံရေးနဲ့လူ အခွင့်အရေးစံချိန်စံနှုန်းတွေအတိုင်းဆက်လက်ဆောင်ရွက်ထားတယ်လို့လည်းပြောဆိုသွားပါတယ်။ဒါပေမဲ့ဒီလိုနှုတ်ထွက်မှုနဲ့ပတ်သက်လို့တော့အသေးစိတ်အချက်အလက်တစုံတရာပေးအပ်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။စီမံကိန်းပိုင်ဆိုင်မှုပစ္စည်းတွေကိုဘလို့လွှဲပြောင်းမှာဖြစ်ကြောင်းစာချုပ်ရဆိုင်မှုအတွက်ရော်ကျေးတွေကိုစေအုပ်စုတန်းပေးချေခြင်းရှိမရှိဒါမှမဟုတ်စီမံကိန်းကနေနောက်ရရှိလာမဲ့ဝင်ငွေတွေကိုစစ်တပ်ဆက်နွယ်အဖွဲ့တွေထံကိုမရောက်ရေးဘလို့ကောက်ွယ်မယ်ဆိုတာနဲ့ပတ်သက်လို့တော့ပွင့်လင်းမြင့်တာမှုမရှိဘူးလို့ Justice for Myanmar ကထောက်ပြထားပါတယ်။ တိလဝဆိုင်ကန်းစီမံကိန်းကိုမြန်မာအတွက်ဂျပန်တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီနဲ့အစိပ်ပိုင်းတစ်ခုပြည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီစိတ်ကန်းကိုနိုင်ငံတကာတန်းခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားတဲ့စစ်အုပ်စုရဲ့မြန်မာစီးပွားရေးဥပိုင်ကော်မတီလီမိတက်နဲ့ဆက်ဆက်အထောက်အထားတွေရှိတဲ့ Crony Company Everflow River Group နဲ့မိဖက်လောက်ကန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့စီမံကိန်းမှာပါဝင်တဲ့ Join နဲ့စုံစမ်းမေးမြန်းမှုတွေကိုတိတိယောက်ယောက်ပြန်လည်ဖြေကြားခြင်းမရှိသေးဘူးလို့ Justice for Myanmar ကပြောပါတယ်စီမံကိန်းကိုအမခံပေးခဲ့တဲ့ NEXI ကလည်းသူတို့အနေနဲ့ဒီစီမံကိန်းကို တဘာဝပတ်ဝန်းကျင်စိုးချိုးတက်ရောက်မှုအနှဲငယ်သို့မဟုတ်မရှိအဆက်သတ်မှတ်ထားကြောင်း ။ဒါကြောင့်တဘာဝပတ်ဝန်းကျင်ဆိုင်ရာပြန်လည်တုံ့တက်မှုတရက်ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းအကြောင်းပြန်ခဲ့ပြီးစီမံကိန်းအတွက်အမားခန့်အကျုံးဝင်မှုကပြည်ဆောင်သွားပြီဖြစ်တယ်လို့မှတ်ချက်ပြုပြောဆိုခဲ့တယ်လို့လည်းဆိုပါတယ်။ဒါ့အပြင် NEX ဆိုင်အနေနဲ့လည်းနိုင်ငံဆောင်စီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လက်ညွန့်ချက်တွေကိုလိုက်နာမှာဖြစ်ကြောင်းအတည်လင်းကတိပြုထားပေမဲ့လည်းစီမံကိန်းရဲ့လူ့အခွင့်အရေးအန္တရာယ်တွေကိုဖြည့်ရှင်းမှုပြတ်ကွက်ခဲ့တယ်လို့ Justice for Myanmar ကထည့်သွင်းထောက်ပြထားပါတယ်ရှင်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထန်းစင်ရွာအရှေ့ဘက်မှာရှိတဲ့တရုတ်နိုင်ငံကိုပို့လွှတ်တဲ့ gas pipeline ဆောင်စစ်ကောင်စီတပ်ဖွဲ့နဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်ကဒီကြောင်တိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုပါရယ်။မေလ15ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကစစ်ကောင်စီတပ်ဘက်ကချက်ချင်းဒီကြောင်ကနေတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်တယ်လို့နထိုးကြီးပအဖအဖွဲ့ဝင်တို့ကပြောပါရယ်။စစ်ကောင်စီတပ်ဖွဲ့က MI-35 ရဟန်းယာဉ်နဲ့မနက် 9နာရီ6မိနစ်ကနေ9နာရီ39မိနစ်အထိတစ်ကြိမ်မနက်9နာရီကနေ9နာရီခွဲအထိတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးထိတွေ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့အခြေအနေသေးစိတ်ကိုမသိရသေးပေမဲ့တော်လိုင်းတပ်ဖွဲ့ဘက်ကတပ်ဖွဲ့ဝင်တအူလက်နက်ငယ်ကြီးထိမှန်ထားတယ်လို့သိရပါဗျာ စကောင်းစီတပ်ဖွဲ့ကဒီကနေ့မနက်အစောပိုင်းကစတင်ပြီးတော့မြင်းချံခရိုင်အတွင်းမှာရှိတဲ့နထိုးကြီးတောင်တာမြင်းချံမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်နေကြောင်းနထိုးကြီးမြို့နယ်ပါဖအဖွဲ့ဝင်ကပြောပါရယ်ဒီပိုက်လိုင်းဆောင်တပ်စခန်းကိုပြေးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းတော်လန်ဤတပ်တွေကလက်နက်ကြီးနဲ့တွားရောက်ပစ်ခတ်ခဲ့ရမှာစကောင်းစီတပ်သားတွေထိခိုက်ဒဏ်ရာရသွားတယ်လို့တော်လန်ဤတပ်ဖွဲ့တွေဘက်ကပြောဆိုထားပါရယ်ရှင် နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တူရကီမှာကျင်းပမဲ့ယူကရိန်းဆွေးနွေးပွဲမှာပူတင်နဲ့တွေ့ဆုံနိုင်ပွဲရှိတယ်လို့ထရန့်ပြောတဲ့သတင်းကိုမြစိမဝန်တော်သားကိုဆိုင်ခန့်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ရုရှားတမရပူတင်သာလာရောက်မယ်ဆိုရင်ယူကရိန်းပြည်ပခဆုံးသက်ရေးတူရကီနိုင်ငံမှာကျင်းပမယ်ဆွေးနွေးပွဲတွေကိုဥဆောင်ပြုလုပ်ပေးမယ်လို့အမေရိကန်တမရဒေါ်နယ်ထရန့်ကဗိုလ်ဒုံးနေမှာကန့်လန့်လိုက်ပါတယ်။အများကမျော်လင့်ကြီးစောင့်စားနေကြတဲ့ဆွေးနွေးပွဲတွေမှာမော်စကိုကိုဘသူကိုစားပြုတက်ရောက်မယ်ဆိုတာကိုတတိယနေ့အထိကရီမလင်ကထုတ်မပြောသေးဘဲနှုတ်ဆက်နေပါတယ်။ ါဟာရုရှားနဲ့ယူကရိန်းအရာရှိတွေကြားသုံးနှစ်ကျော်ကာလအတွင်းပထမဆုံးတိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုတွေဖြစ်လိမ့်မှာဖြစ်ပါတယ်။တူရကီမှာလူကိုယ်တိုင်တွေ့ဆုံကြဖို့ယူကရိန်းတမ်မရာဗိုလိုဒီမာဇယ်လန်စကီကပူတင်ကိုစိန်ခေါ်ထားပါတယ်။ထရန့်ကိုလည်းလာရောက်ဖို့သူကတိုက်တွန်းထားတာပါ။ပူတင်ကိုယ်တိုင်ကလည်းမော်စကိုနဲ့ကီဖ်အကြားတိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့အခုသတင်းပတ်ကုန်ကကန့်လန့်ထားပါတယ်။ ယူကရိန်းနဲ့ဥရောပကရက်30ကြာအပြည့်အဝချွင်းချက်မရှိအပြည့်ရထားဖို့တောင်းဆိုမှုတွေထွက်ပေါ်လာပြီးတဲ့နောက်အခုလိုတံပြန်ဆိုပြလိုက်တာဖြစ်ပါတယ်။ကျွန်တော်မလာဘူးဆိုရင်ပူတင်လာမလားမလာဘူးလားကျွန်တော်မသိပါဘူးလို့ထရန်က sorry အာရေဗီယာကနေကာတာနိုင်ငံကိုတမရလေရင်နဲ့တွားရောက်နေတဲ့အချိန်တရိန်နောက်တွေကိုပြောကြားခဲ့ပါတယ်။သူကကျွန်တော်ကိုလာစေချင်တယ်လို့ကျွန်တော်သိထားပါတယ်။ ဒါလည်းဖြစ်နိုင်ခြေရှိပါတယ်စစ်ပွဲကိုကျွန်တော်တို့ရပ်တန့်နိုင်မယ်ဆိုရင်ဒါကိုကျွန်တော်စဉ်းစားမှာပါလို့သူကပြောပါတယ်သူ့ရဲ့ပင်လယ်ကွေ့ခီးစဉ်တတရနဲ့နောက်ဆုံးစစ်မှာအာရက်ဆော်ဝါများနိုင်ငံမှာဂျာတာဘရီနေသူရှိနေဖို့စီစဉ်ထားပြီးဖြစ်ကြောင်းလဲထရန်ကမှတ်ချက်ပေးပြောကြားပါတယ်ဒါပေမဲ့တူရကီကိုသွားမသွားမေးတဲ့အခါမှာတော့သူကဒါကအတက်ပေါင်းများစွာကိုကဲတင်မဲ့အလုပ်ပဲဒါကိုကျွန်တော်မလုပ်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးလို့ပြန်ဖြေခဲ့ပါတယ် အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကလည်းတောက်ကြနေမှာတူရကီကိုတွားရောက်ဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။မာကိုကတွားမှာပါ။မာကိုလောက်တာတိတ်ထိရောက်ပါတယ်လို့ထရန့်ကပြောပါတယ်။သူတို့ကိုယ်စားလှယ်အဖွဲ့ဟာကြာသာရေးနေမှာတူရကီကို ရောက်ရှိမှာဖြစ်တယ်လို့ရုရှားကပြောပါတယ်။မော်စကိုကဘသူတွားရောက်မှာလဲလို့ဗိုလ်တုံးတွေကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ AFP ကမေးမြန်းတဲ့အခါမှာကရီမလင်ပြောရေးဆိုခွင့်ရှိသူဒမီထရီပက်ကော့ဖ်က ဖြေကြားဖို့ညင်ဆိုခဲ့ပါတယ်။ ရုရှားကိုယ်စားလှယ်အဖွဲ့ဟာယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံဖို့မေလ15ရက်နေ့မှာအစ္စတန်ဘူမှာစောင့်ဆိုင်နေမှာပါလို့သူကပြောသွားပါတယ်။တမရထိုင်ကဆက်ဆိုင်တဲ့ညွှန်ကြားချက်တွေရတဲ့အခါနောက်ဆုံးအခြေအနေကို ပြောမှာပါလို့ပဲပက်ကော့ဖ်ကဆက်ပြေးသွားပါတယ်။ဒါပေမဲ့ဒီလိုညွှန်ကြားချက်တွေမရသေးပါဘူးလို့သူကဆိုပါတယ်။ဇယ်လန်စကီကတော့ပူတင်ကိုကိုယ်တိုင်လာရောက်ဖို့တိုက်တွန်းထားပါတယ်။ဆွေးနွေးပွဲတွေကိုရှောင်ရှားနေတာက မော်စကိုငြိမ်းချမ်းရေးမလိုလားဘူးလို့ပြသရာရောက်လိမ့်မယ် အနောက်တိုင်းနိုင်ငံတွေရဲ့ကြီးမားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုခံရမယ်။ KIF ကိုစစ်ရေးအကူအညီပို့ပေးတာတွေဖြစ်လာလိမ့်မယ်လို့သူကပြောပါတယ်။ဒါစစ်ပွဲပါ။ဒါကြောင့်ဆွေးနွေးညီနိုင်မှုတွေမှာတူရှိနေတင်ပါတယ်လို့ဇယ်လန်စကီကပြောပါတယ်။ထရန်ယာဒူတာဝန်ရယူစဉ်ကယူကရိန်းပြည်ပခကိုချက်ချင်းရဆိုင်အောင်လုပ်မယ်လို့ကြေညာပြုခဲ့တာပါ။ဇယ်လန်စကီကိုလည်းကြီးလေးတဲ့ဖိအားတွေပေးခဲ့ပါဗျ ဖေဖော်ဝါရီလ28ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒိုက်ရိုက်ရုတ်တံလွှင့်ပြသနေတဲ့အင်ဖြူတော်ဆွေးနွေးပွဲမှာဇယ်လန်စကီးကိုစိတ်ဆိုးဒေါသထွက်အောင်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကရုရှားပေါ်အားမလို့အားမရဖြစ်ကြောင်းထရန့်ဆိုရကထုတ်ပြောလာခဲ့ပါတယ်။ယူကရိန်းကထောက်ခံထားတဲ့ကနအူးရက်30အပြစ်ခတ်ရက်စဲထားရေးကမ်းလှမ်းချက်ကိုရုရှားကအရေးမဆိုင်ပစ်ပယ်ခဲ့တာပါ။ ိုးတက်မှုမရှိရင်ရုရှားယူကရိန်းတပ်သမန်ရေးကြိုးပမ်းချက်တွေကိုလက်လျှော့လိုက်တော့မယ်လို့ရူဘီယိုကထပ်တလဲလဲချိန်ချောက်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုမှာလည်းတခြားဥစားပိတ်လုပ်ငန်းတွေရှိတယ်လို့သူကပြောခဲ့ပါတယ်။ဆွေးနွေးပွဲတွေအတွက်အလားအလာတွေရှိနေပေမဲ့တိုက်ခိုက်မှုတွေဘလို့ရက်စဲမယ်ဆိုတဲ့အရေးကိုတော့နှစ်ဖက်ကွာဟချက်ကြီးမားနေစေဖြစ်ပါတယ်။တဖက်ဖက်ကအလျှော်ပေးလိုက်ရောမဲ့အရေးလက္ခဏာအနည်းငယ်ကိုတော့တွေ့မြင်ခဲ့ရပါတယ်။ ယူကရိန်းပေါ်အနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုအတိုင်းတာပေါ်ဘရာဇီးတမရလူးစ်အီနာစီအိုလူလာဒက်ဆီဗာကအရင်ကဝေဖန်ခဲ့ပါတယ်။စစ်ဆက်ဆွေးနွေးဖို့ကိုလည်းပူတင်ကို သူကဖြောင်းဖြားခဲ့တာပါ။ပူတင်ကိုစကားပြောနိုင်ဖို့ကျွန်တော်စူးစမ်းပါမယ်လို့ဘေကျင်းမှာသူကသတင်းထောက်တွေကိုပြောခဲ့ပါတယ်။မော်စကိုမှာပြီးခဲ့တဲ့ပတ်ကကျင်းပခဲ့တဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အခမ်းအနားတက်ရောက်ပြီးဘေကျင်းကိုတွားရောက်လဲပတ်တဲ့အချိန်ပြောကြားခဲ့တာဖြစ်ပါတယ်။ဟေးရဲဘော်ပူတင် အစ္စတန်ဘူကိုသွားပြီးဆွေးနွေးလိုက်စမ်းမှာတောက်ကျိုးနဲ့ဗျာခမားကလဲလို့ပြောရတာကျွန်တော်အတွက်ဘာမှထိခိုက်မသွားပါဘူးလို့သူကပြောပါတယ်။စဘောဝိုင်းဆွေးနွေးဘက်ကိုကိုရိုင်းလာရောက်ဖို့ဥရောပခေါင်းဆောင်တွေကလည်းပူတင်ကိုဖိအားတွေတိုးပြီးပေးနေကြပါတယ်။မော်စကိုကအမိန်ပေးညွှန်ကြားတဲ့ပုံစံနဲ့ဘလို့ပြည်လဲမှုမှမရနိုင်ဘူးလို့ဂျာမန်အဓိပတိဖရက်ဒရစ်မတ်စ်ကဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ ယူကရိန်းရဲ့စိတ်ဆန္ဒနဲ့ဆန့်ကျင်တဲ့စီးရီးယားဖန်တီးထားတဲ့အကြောင်းချက်တွေအကြောင်းမတ်စ်ကလွှတ်တော်မှာမိန့်ခွန်းပြောကြရမှာတတိပေးပြောကြားသွားခဲ့ပါတယ်။ဒါတွေကြောင့်အနောက်နိုင်ငံတွေရဲ့နိုင်ငံရေးမှာစိတ်ဝမ်းမကွဲဖို့ကအရေးကြီးဆုံးပဲလို့သူကလွှတ်တော်အမတ်တွေကိုပြောကြားသွားခဲ့ပါတယ်။ဆွေးနွေးပွဲတွေအတွက်ပြင်ဆင်နေချိန်မှာပဲတိုက်ပွဲတွေက ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတာပါ ယူကရိန်းရှေ့မြောက်ဒေသကစူမီမြို့ကိုပစ်ခတ်ခဲ့တဲ့ရုရှားဒုံးကျည်ကြောင့်ဗုဒ္ဓဦးနေနေလယ်ပိုင်းကအ ਨੇ ဆုံးတဦးသေဆုံးခဲ့တယ်လို့ယူကရိန်းအရာရှိတွေကပြောကြားထားပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးဆက်သုံးစီဈေးနဲ့စားအောင်စီဈေးတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေကိုတော့မျက်စိမှဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားပါရဲ့ရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ မရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ2100ချပ်ပြင်ပပေါက်စေ4460ချပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1614.32ချပ်ပြင်ပပေါက်စေ3438ချပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1353.58ချပ်ပြင်ပပေါက်စေ9022ချပ်ထိုင်းဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ63.3 1ကျပ်ပြင်ပပေါင်စီ133.86ကျပ်မလေးရှားတဘင်ကိကိုစစ်ကောင်စီတတ်မှတ်စီ489.3ကျပ်ပြင်ပပေါင်စီ1042ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စီ58သိန်း1000ကျပ် ပြင်ပပေါက်စီ83သိန်း4000ကျ15ဘဲဒီချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စီ53သိန်း9325ကျပြင်ပပေါက်စီ69သိန်း1000ကျပေါက်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73ဒီဇင်းတွေကတော့ဒီဇယ်လီတာကို2435ကျပ်ပရီမီယံဒီဇယ်လီတာကို2980ကျပ် အော်ဒိတ်92တလီတာကို2825ကျပ်အော်ဒိတ်95တလီတာကို2885ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစာအုပ်စီစဉ်နှုန်းတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6620ကျပ်ပြင်ပပေါ့စီ9500ကျပ်ပေါ့စေးရှိပါတယ်။ပေါ်ပြပါစဉ်နှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျိုးစီမဘရန်တိုင်းမျိုးစီမတရင်အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြီးစုအားပေးကြတဲ့ပိတ်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်။တမျိုးစီမဘရန်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။